မင်္ဂလာပါရှင်မောတာမီဒီယာ channel ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်။နားဆက်ကတက်တွေဟာလက်ရှိချိန်မှာနောင်ကျော်မြို့ကိုပြန်လည်ထိန်းချုပ်နေအောင်တံပြန်တိုက်စစ်စဉ်တိုက်ခိုင်းနေရ။တရနယ်လေးဦးဆောင်နေပူပေါင်းအဖွဲ့ရအထိနာနေပြီးတော့ခေါင်းတွေကိုတက်ခုပြီးတက်ခုပြန်လည်လက်လွတ်နေရတယ်လို့သိရပါတယ်။ရုပ်သံဖိုင်ထဲမှာတော့နားဆက်ကတက်တွေရဲ့တံပြန်တိုက်စစ်တွေကြောင့်တရနယ်လေးဦးဆောင်နေပူပေါင်းအဖွဲ့ရဘယ်လိုမျိုးဖြစ်နေတယ်လဲဆိုတာကိုပြောပြပေးတော့မှာဖြစ်ပါတယ်။ ဒီစီစဉ်လေးမစတဲ့ခင်မှာတော့ Motor Media Channel ကို Subscribe နဲ့ Like ရန် Share လေးလုပ်ပေးပါအောင်ရှင်။ပရိသတ်ကြီးရင်ငါးဆက်ကတက်တွေရောမက်လာဇန်အစပိုင်းမှာတောက်ခန်းကိုထိန်းချုပ်နိုင်ခဲ့ပြီးနောက်လက်ရှိချိန်မှာနှောင်ချုံမြို့ထိထိုးစစ်စင်တိုက်ခိုက်လျက်ရှိနေရာတအောင်းတရရန်နယ်လေးဦးဆောင်တဲ့ပူပေါင်းအဖွဲ့တွေဟာအထိတ်ကအကြဆုံးလေးရှိနေပြီးတော့တပ်စခန်းတွေကနေစုခွာနေရကား နာဆကတက်တွေကတရနန်နေဦးဆောင်တဲ့ပူပေါင်းအဖွဲ့တွေရဲ့တက်စကန်တွေကိုတခုပြီးတခုသိမ်းယူနေတယ်လို့သိရပါတယ်။တောင်ခန်းရွာဟာနောင်ချိုမြို့နဲ့မိုင်20အကွာမှာရှိနေပြီးတော့လက်ရှိအချိန်မှာနာဆကတက်တွေဟာနောင်ချိုမြို့ကိုဦးတည်တိုက်ခိုက်ခဲ့ရာတရနန်နေဦးဆောင်တဲ့ပူပေါင်းအဖွဲ့တွေဟာ နာဆကတက်တွေရဲ့တံပြန်တိုက်စစ်ကိုတောင်ခန်းနိုင်စွမ်းမရှိဘူးလို့သိရပါတယ်။တောင်ခန်းတိုက်ပွဲဟာမြန်မာနိုင်ငံမှာဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေမှာ လူဆဲဝင်စားမှုအများဆုံးတိုက်ပွဲတစ်ပွဲတစ်ခုဖြစ်ခဲ့သလိုရပ်ပေါင်း200နီးပါးကြာတိုက်ခိုက်ခဲ့ရတဲ့တိုက်ပွဲဖြစ်ခဲ့ပြီးတော့နာဆာကတပ်တွေဟာမလဇမ်းပိုင်းမှာတောင်ကန်ဝန်းကျင်ရှိနေရာအများစုကိုတိုက်ခိုက်ထိန်းချုပ်နိုင်ခဲ့ပါတယ်။တရနန်နေဦးဆောင်နေပူပေါင်းအဖွဲ့တွေဟာနောင်ကျော်မြို့ကိုထိန်းချုပ်နိုင်ခဲ့ပြီးနောက်2024ခုနှစ်အောက်တိုဘာလဆယ်ရက်နေ့မှာတောင်ကန်ကိုစတင်တိုက်ခိုက်ခဲ့ပြီးတောင်ကန်ဝန်းကျင်နာမှာနာဆာကတပ်တွေနဲ့တရနန်နေဦးဆောင်နေပူပေါင်းအဖွဲ့တွေဟာ ရပ်ပေါင်း200နီးပါးကြာတိုက်ပွဲဖြစ်ပွားခဲ့ပြီးတော့နာဆာကတပ်တွေဟာမလဆန်းပိုင်းမှာတောင်ကမ်းနယ်မြေပတ်ဝန်းကျင်ကိုတအောင်းတရနယ်အဖွဲ့ရိကင်းစင်နဲ့နယ်မြေဖြစ်အောင်တိုက်စွမ်းရည်ပြသခဲ့ပါတယ်။တောင်ကမ်းစစ်မြေပြင်အထိသွားရောက်ကူညီပေးခဲ့ဖို့သူကိုခိုင်းစော်ကတော့တောင်ခဲကြောင့်ပြောရမယ်ဆိုရင်တော့ပြောစရာဘာမှမရှိပါ။ no ပါ။တောင်ကမ်းတံပြန်ထိုးစစ်ကြီးအောင်မြင်မြင်နဲ့ပြီးဆုံးသွားခဲ့တာနှစ်ပတ်လောက်ရှိသွားပါပြီ။တောင်ခမ်းမှဒေါထရီမြစ်ထိ အဲ့ဒီမှာတစဉ်ရှမ်းပြည်တောင်ပိုင်းဘထုရက်ဆောက်ရွှေညောင်တောင်ကြီးထိမမီတို့တက်မတော်မှထိန်ချုပ်ထားနိုင်ပါတယ်။ဆိုတော့ကတောင်ခန်းတံပြန်တိုက်စစ်ဆိုတာမရှိတော့ပါ။လက်ရှိချိန်တွေမှာတက်မတော်ဟာတောင်ခန်းတံပြန်တိုက်စစ်အပြီးမှာတောင်ခန်းမှတင်ရက်မနေနဲ့နောင်ချုံမြို့တီဆက်လက်ထိုးစစ်စနေတာကိုတွေ့ရပါတယ်။တောင်ခံကိုကြော်လွန်ပြီးတော့ရာပြင်လမ်းခွဲဘက်ကိုခြေတက်သိမ့်ပိုက်လျက်ရှိရလဲတွင်းနေရှာကြမှာလမ်းတစ်ဘက်တစ်ချက်ရှိရန်သူစုံမှုကုန် တော်တော်များများကိုလည်းရယူထားနိုင်ခဲ့သလိုဈေးကောင်းရရရှိရန်သူတွေကိုလည်းရှင်းထုတ်ထားနိုင်ပြီဖြစ်ပါတယ်။အားရစရာကြီးတွေဖြစ်နေတာတော့မိမိတို့ပွဲစားဖို့အတန်ပေးလိုက်တာနဲ့တင်ရန်သူတွေဟာမှုံနေအောင်ပြင်းနေကြခြင်းပဲဖြစ်ပါတယ်ဆိုပြီးတော့မလားစရှိရနေ့က၎င်းရဲ့လူမှုကွန်ရက်မှာရှင်းသားဖော်ပြထားပါတယ်။တိတောင်ညာနေ့ကွန်ဆက်စရင်ဒုတိယပိုင်းစတင်ခဲ့ပြီးနောက်မကြာမီ TNL ဦးဆောင်တဲ့ပူပေါင်းအဖွဲ့တွေဟာ2024ခုနှစ်ဇွန်လမှာ နောင်ကျော်မြို့ကိုထိန်းချုပ်နိုင်ခဲ့ပြီမိ။လက်ရှိချိန်မှာတော့နာဆာကတက်တွေရဲ့ပြန်ပြန်တိုက်စစ်ကိုတောက်ခံနိုင်အောင်ဖက်ပေါင်းဆောင်ကကြိုးပမ်းရောက်ဝယ်ရှိနေပါတယ်။တောက်ခံလို့နာမည်ကြီးပြီမိ။တက်စကန်ဆိုင်ရာကတော့တောက်ခံနေမှာကပဲတောက်ခံဘေးပပတ်လေကရွာရီတောင်ကုန်းနေမှာလေတက်စကန်တွေတည်ရှိထားပြီ။စစ်မြေပြင် area ဟာကျေပြန့်ပြီးတော့ရှမ်းတောင်နဲ့ရှမ်းမြောက်ကိုအဓိကဆက်သွယ်ပေးထားတဲ့တံတားနဲ့လမ်းကြောင်းနဲ့တည်ရှိထားပါတယ်။ နာဇာကတက်တွေဟာတောင်ခန်းကိုထိန်းချုပ်နိုင်ခဲ့ပြီးနောက်နောင်ချိုမြို့ကိုအပြေးဝပြန်လည်ထိန်းချုပ်နိုင်ဖို့အတွက်တီယန်န်လေးဦးဆောင်တဲ့ပူပေါင်းအဖွဲ့တွေကိုနေ့စဉ်နေပါတိုက်ခိုက်ခဲ့ရာမလာ16ရက်နေ့ကနောင်ချိုမြို့စင်ရတနာဖုံးကြီးကျောင်းကိုလေကြောင်းတိုက်ခိုက်မှုကြောင့်တီယန်န်လေးဦးဆောင်တဲ့ပူပေါင်းအဖွဲ့ဝင်ဒါဇင်နဲ့ချီပြီးတိုက်ဆုံးခဲ့တယ်လို့သိရပါတယ်။နာဇာကတက်တွေဟာတီယန်န်လေးဦးဆောင်တဲ့ပူပေါင်းအဖွဲ့ဝင်ကို တိုက်ခိုက်ရှာမှာ လေကြောင်းတိုက်ခိုက်မှုတွေအပြင်ဒရုန်းအသုံးပြုတိုက်ခိုက်ခြင်းလက်နက်သည်အသုံးပြုပစ်ခတ်ခြင်းတွေပုံမလုံးဆောင်ခဲ့ပြီးတော့တရနလေဦးဆောင်တဲ့ပူပေါင်းအဖွဲ့တွေဟာအထင်းနာပြီးခေါင်းတွေကိုတခုပြီးတခုလက်လွတ်နေရတယ်လို့ထွက်ပြေးမှုတွေရှိလာတယ်လို့တရနလေအဖွဲ့နဲ့နှိစက်သူတွေရဲ့လူမှုကွန်ရက်တွေမှာတင်ထားတဲ့ post တွေရသိရပါတယ်။စီးစေးဝင်စားသူတွေကြမှာလေ။နာဆာကတက်တွေဟာတောက်ခန်းကိုထိန်းချုပ်နိုင်ပြီဖြစ်တဲ့အတွက်နောက်ကျော်မျိုးကိုမကြမီပြန်လဲထိန်းချုပ်နိုင်ဖို့ အလားလာကောင်းတွေရှိနေတယ်လို့ဆိုပါတယ်။နောက်ကျွမျိုးဟာရှမ်းပြည်နယ်မြောက်ပိုင်းကြောင်မဲခရိုင်မှာပါဝင်ပြီးတော့မန္တလေးမြို့၊ပြင်းဦးနယ်မြို့၊ကြောင်မဲမြို့တီဘောမျိုးနဲ့လာရှိုးမျိုးတွေကိုမန္တလေးလာရှိုးလမ်းမကြီးနဲ့မြစ်ထားလမ်းတွေနဲ့ဆက်သွယ်သွားလာနိုင်တဲ့နေရာဖြစ်ပါတယ်။ခြေစိမ့်ဝင်စားသူတအူကတော့တောက်ခန်းစပွဲကပြီးသွားဆယ်ရဲကျော်ရှိပါပြီ။လက်ရှိကနောက်ချိုနယ်ကိုအောင်မြင်နေနေတာပါ။နောက်ချိုနယ်ဝင်နေတော့တပုံစုဝေးရဲ့မျိုးတွေကို ညမြိုင်ဆိုင်ဆိုင်နဲ့တင်းနေရကကြိုရှင်းတဲ့သဘောပါသဘောခံစေကောင်းတွေကိုလည်းတင်ပိုက်ထားပါပဲမကြခင်နောင်ချိုကနေရမခတကြောလုံးအောင်မြေပြန်နေမယ်လို့ယုံကြည်ပါဆိုပြီးတော့ပြောပါတယ်မလာစကိုရကလည်းတောက်ခဲကွန်မန်ဒိုစစ်ကြောင်းတွေဟာတရနန်လေးစကန်းကောင်းတွေကိုစင်းနေတိုက်ခိုက်ရာတရနန်လေးစကန်းတွေကိုတင်ပိုက်ရရှိပြီးတော့အောင်မြေချက်ကဆက်လက်ရှင်းလင်းပြည့်ရှိတယ်လို့သိရပါတယ်ဒါအပြင်နာဆာကတက်တွေဟာမလာ20ရက်နေမှာနောင်ချိုမြို့နဲ့အုံမတီကြားရှိ မေပူလာတောင်ကျော်ကိုလေကြောင်းတိုက်ခိုက်မှုလှုပ်ဆောင်ခဲ့ရာတရနလေဦးဆောင်တဲ့ပူပေါင်းအဖွဲ့တွေအတီးခိုက်အကြဆုံးများတယ်လို့သိရပါတယ်ဒေသခံတအုပ်ကတော့ကြောက်ချမ်းကနေထွက်လာရင်ခွေးရှိရယ်အဲ့ဒီမှာတောင်ကျော်အဲ့ဒီမှာလက်စင်ကောင်းရှိရယ်အဲ့ဒီညာကိုလေကြောင်းတိုက်ခိုက်ခဲ့ရပါပေါင်900ပုံနဲ့ကျဲတယ်လို့ပြောတန်ကြတယ်တရနလေဦးဆောင်တဲ့ပူပေါင်းအဖွဲ့တွေ90လောက်သိရကြမိရယ်ဒဏ်ရာရသူလည်းများတယ်တရှိချိန်မှာတရနလေဦးဆောင်တဲ့ပူပေါင်းအဖွဲ့တွေ စကန်တွေကနေစောက်ခွာလောက်မယ်။နောက်ကျုပ်ကိုစုံမလား၊ဘယ်ဘက်စုံမလားမသိသေးဘူး။နားစကားတက်တွေရဲ့အရှယ်မြင့်တိုက်ခိုင်းလာမှုကြောင့်နောက်ကျော်မြုပ်ကိုတကြံမတိုင်ခင်ပြန်သိမ်းနိုင်ွယ်ရှိမယ်ထင်တယ်။ဒီကောင်တွေစုတ်သွားတဲ့အတွက်ရွှေမူတော်နဲ့ကန်စီကြတဲ့ဘယ်နေရာမှာခန်းစစ်စီ ပြင်ဆင်နေလဲမသိသေးဘူး။ရေပူလာတောင်ကျော်ဟာနောက်ကျုံနဲ့အုံမတီကြားမှာရှိရယ်။နောက်ကျုံကထွက်လာရင်ကြောက်ချမ်းရွာရှိရလေ။ကြောက်ချမ်းရွာနဲ့အုံမခရွာကြပေါ့။အဲ့ဒီကြားထဲမှာရွာသေးတွေကအများကြီးရှိရယ်။ အော်မဒီအုံမခဘက်ကစခန်းတွေကနေမဆုတ်သေးတဲ့အတွက်နားဆက်ကတက်တွေကတိုက်ခိုက်ခဲ့ပြတဲ့။နောင်ချိုဘက်ကတော့တဖြည်းဖြည်းဆုတ်နေရဲ။ရွှေမူရောရွာကတော့ဖျားကုန်းပေါ်မှာဒီကောင်တွေအဆောင်လောက်ပဲထားခဲ့တယ်။ရွှေမူရောရွာပဲချမ်းမာဆိုရင်ဒီကောင်တွေရွာထဲဆင်းသေးရဲ။အခုတော့ဆင်းလာတာမျိုးမရှိတော့ဘူးလို့ကြားမိရဆိုပြီးတော့ပြောပါတယ်။ဒါပြင်ပြီးခဲ့တဲ့မလ14ရက်နေ့မလ15ရက်တွေတုန်းကလည်းနောင်ချိုမြို့နယ်အော်မဒီနယ်ဂံကောရွာနီးမှာ နာဇကာတက်တွေနဲ့တရနယ်လေးဥဆောင်တဲ့ပူပေါင်းအဖွဲ့တွေတိုက်ဝဲဖြစ်ပွားခဲ့ပြီးတရနယ်လေးဥဆောင်တဲ့ပူပေါင်းအဖွဲ့တွေစုခွာခဲ့ရတယ်လို့သိရပါဗျ။နာဇကာတက်တွေဟာတောင်ခန်းကိုထိန်းချုပ်နိုင်ခဲ့ပြီးနောက်ပိုင်းနောင်ကျော်မြို့ကိုစုံမိုးနိုင်ဖို့ OTB တန်းညီလန်ညီထိုးစစ်စနစ်ရဲ့အတွက်တရနယ်လေးဥဆောင်တဲ့ပူပေါင်းအဖွဲ့တွေရဲ့စက္ကန်းကုန်အနည်းဆုံး10ကုန်းထိတင်ယူနိုင်ခဲ့တယ်လို့သတင်းတွေလည်းထွက်ပေါ်နေပါဗျ။တအောင်လက်နက်ကအဖွဲ့ TNN တွေဟာ နာဆက်ကစစ်ကြောင်းတွေရဲ့တံပြန်ထိုးစစ်ကိုရှင်းဆိုင်ဖို့ PDF အဖွဲ့တွေကိုနှောင်းချိုကိုပြန်ပို့ပြီးခန်းစစ်ပြင်ဆင်တာတွေရှိတယ်လို့သိရပါတယ်။နာဆက်ကတပ်တွေရဲ့ဟန်ကျန်းညီစွာတိုက်ခိုက်မှုတွေက TNL အဖွဲ့တွေကိုတောင်ခမ်းနဲ့နှောင်းချိုမြို့ပတ်ဝန်းကျင်နားမှာအတိတ်ကအကြဆုံးများလာစေတဲ့အတွက် TNL အဖွဲ့ဝင်တချို့စိုးရိမ်မှုတွေဖြစ်ခဲ့ပြီးတော့ထွက်ပြေးတာတွေရှိနေတယ်လို့သိရပါတယ်။နာဆက်ကတပ်တွေဟာလက်ရှိအချိန်မှာတရက်ချိုရာပြင်ထိတောက်ရှင်နေပြီး နောက်ကျော်မြို့နယ်တဖြည်းဖြည်းနှီးဆက်လာနေတယ်လို့သိရပါဗျ။တရနယ်လေဦးဆောင်တဲ့ပူပေါင်းအဖွဲ့ရိအထီးကန်အကြဆုံးများနေပေမဲ့အင်အားဖြည့်တင်းမှုတွေထပ်မံလှုပ်ဆောင်နေရှိနေပြီ။တရနယ်လေအဖွဲ့ရိအပြင်ဒနို PDF တွေ PDF အဖွဲ့ရိပူပေါင်းပါဝင်တိုက်ခိုက်နေပါဗျ။တရနယ်လေဦးဆောင်တဲ့ပူပေါင်းအဖွဲ့ရိဟာတောက်ခဲကိုထိန်းချုပ်နိုင်ဖို့လအတန်ကြာအင်အားသုံးတိုက်ခိုက်ခဲ့ပေမဲ့နာဆာကတပ်တွေရဲ့တုံ့ပြန်တိုက်ခိုက်မှုတွေကြောင့်စစ်ဦးကျိုးကလူပြုံးစစ်ရှုံးက တဖြည်းဖြည်းပြန်ဆုံနေရတဲ့အတွက်စိတ်ဓာတ်ကြာဆင်းမှုတွေဖြစ်လာနေရလို့သိရပါတယ်။စီရေးစိတ်ဝင်စားသူတို့ကတော့တမ်းတော်ကတော့နောက်ချိုဘက်မှာအကျန်းဘက်တရနယ်လေးအခွက်တွေစကန်ကောင်းနေတစ်ခုပြီးတစ်ခုပြန့်သိမ်းနေတယ်လို့ပလောင်မိတ်စာကောင်းနေလဲခွေပြေးဝက်ပြေးပြင်းနေကြရပြီ။မကြခင်နောက်ချို ပြန်ရတော့မယ်လို့တေချာပေါက်ပြောရတဲ့တောင်ခန်းကနေအခြေပြုတဲ့အောင်စိတ်ကရှမ်းမြောက်ကနယ်မြေတွေကိုပြန့်သိမ်းပိုက်ဖို့အတွက်အစာပြိုရန်တစ်ခုလိုပဲ ။အကြခင်တီးချက်ပြင်းထန်တဲ့အောင်စိတ်ပောက်ကွဲမှုတွေကိုအကျန်းဘက်သမားတွေကောင်းကောင်းခံစားရတော့မယ်ဆိုပြီးတော့လူမှုကွန်ရက်မှာဖော်ပြထားပါတယ်။ငါးစားကရဲ့မြေပြင်တပ်ဖွဲ့တွေ၊လေတပ်အဖွဲ့၊ဒရုန်းတပ်ဖွဲ့တွေနဲ့မြေပြင်တပ်ဖွဲ့တွေဟာနောင်ကျော်မြုပ်ကိုပြန်လည်ထိန်းဆုပ်နိုင်အောင်တိုက်ခိုက်မှုတွေပြန်လည်လှုပ်ဆောင်ခြင်းအတွင် TNL ဦးဆောင်တဲ့ပူပေါင်းအဖွဲ့တွေကိုတိုက်ထုတ်ကာခေါင်းတွေကိုတခုပြီးတခုတန်းယူနိုင်တဲ့အတွက်အောင်စိတ်အမြင့်ဆုံးပုံစံမျိုးရှင်းနေပြီးတော့ TNL ဦးဆောင်တဲ့ပူပေါင်းအဖွဲ့တွေကတော့ ဘုံလေးကိုတစ်ခုပြီးတစ်ခုပြန်လဲလက်လွတ်နေရတဲ့အတွက်စိတ်သက်ပိုင်းကြာစင်းနေပြီဖြစ်ပါရဲ့ရှင်